ိုင်လက်နက်ကိုင်းတပုံအေကတစ်တုံညာနှစ်ကွန်စစ်စင်ရေးအတွင်းရခိုင်ပြည်နယ်မှာရှိနေတဲ့မြို့နယ်၁၄မြို့နယ်နဲ့ချင်းပြည်နယ်မှာရှိနေတဲ့ပလောဝမြို့တို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့ထိန်းချုပ်အနိုင်ကျင့်ထားတာပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ရခိုင်လက်နက်ကိုင်းတပုံအေရဲ့စစ်ရေးပေါ်ဆောင်တဲ့နေရာတွေကိုပြန်ကြည့်ရင်တော့မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အစပ်မှာရှိနေတဲ့အမ်ပဒန်လမ်းတောင်ကျော်ကနေရီတောင်နေရီကန်တောင်စကန်တောင်ကုတ်အုံးရှိပင်လမ်းရောက်မှာကဆင်လန်းညောင်ကျိုးလမ်းပိုင်းနဲ့ဒီ AR တိုင်းနဲ့ဂွားမြို့နယ်မှာချိတ်ဆက်ထားတဲ့ဒီဂွားငတိုင်းချောင်းလမ်းဘက်မှာတိုက်ပွဲတွေပေါ်ဆောင်နေပါတယ် ဆက်လက်ပြီးတိုက်ပွဲပေါ်ဆောင်နေတဲ့နေရာတွေကတော့ကြောက်ဖြူနဲ့စစ်တွေဒေသတွေပဲဖြစ်ပါတယ်။ဒီထဲကနေမှဒီမြို့တော်စစ်တွေကိုအဓိကထားပြီးစစ်ရေးအနောက်ရှက်ပေးနေတဲ့စစ်အင်အားအများပြားနဲ့စစ်ရေးပေါ်ဆောင်မှုတွေကိုနောက်ွယ်ကနေပို့ဆောင်ထောက်ပံ့ပေးနေတဲ့ပုံနာကျွန်းမြို့ကိုတပ်မတော်ကနှင်းရဲဆက်တိုက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။မနေ့ကအော်တိုဘာ30ရက်နေ့မှာလေပုံနာကျွန်းမြို့မှာရှိနေတဲ့ဒီအထက်က1နဲ့တမတော်ရဲ့ရခင်ခမရ905တက်စကန်နေရာတွေကိုလေရောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပါတယ် ဒီနေ့အောက်တိုဘာ31ရက်နေ့မှာလဲပုံနာကျွန်းမြို့နယ်ထဲမှာရှိနေတဲ့ပုံနာကျွန်းနဲ့ကြောက်တော်လမ်းပိုင်းပေါ်မှာရှိနေတဲ့ပန်းနီလာရွာကစာတင်ကြောင်းအနည်းကိုလေရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကဒေသတွင်းကဒေသခံပြည်သူတွေရဲ့ဒရင်ပင်းမှုတွေကြောင့်လည်းအများကြီးအကျိုးသက်ရောက်မှုရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုရင်ရခိုင်လက်နက်ကိုင်တဘုံအေကအဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးရှင်မှုခက်ကြောင်ကြောင်တွေနဲ့အတူဒေသခံမိဘပြည်သူတွေကိုစီယုံပြီးတဲ့နောက်အတင်းအဓမ္မစစ်သားစုဆောင်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်။ ဒီတသုံးရနှစ်ခွန်စစ်စင်ရေးတိုက်ပွဲကာလနှစ်နှစ်အတွင်းရခိုင်ပြည်နယ်မှာရှိနေတဲ့ဒီရခိုင်အကြမ်းဖက်အတွေ့တေဆုံးမှုတွေလည်းများခဲ့တယ်။ထိခိုက်မှုတွေလည်းများခဲ့တယ်လို့အတူအပြတ်တွေလည်းများခဲ့ပါတယ်။အဲ့ဒီတွေနောက်ပိုင်းမှာရခိုင်လက်နက်ကိုင်တပေါင်းအေအေကထိန်းချုပ်ထားတဲ့မြို့တွေကိုအုပ်ချုပ်ရေးရန်နေရာဆောင်ရွက်ဖို့ဒါအပြင်သူတို့ရခိုင်ကောဒီလက်လို့ခေါ်တဲ့ဒီရဲလို့လို့ရဲရောင်ရောင်ပြည်ရေးရောင်ရောင်အကြမ်းဖက်တွေကိုမြို့ချုပ်ရေးရန်နေရာမှာဆောင်ရွက်ဖို့ ဒါအပြင်ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့မွေးရည်စေဘွားတွေကိုပြုလုပ်ဖို့အတွက်အစီအကျေဆိုတဲ့မွေးရည်စေတွေကိုဘင်္ဂလားဒေ့ရှ်နယ်သက်ကိုခိုးယူတည်ဆောင်တရားဝင်မောင်းကိုပြုလုပ်ဖို့အတွက်လိုအပ်တဲ့လူဆန်းအရင်းမြစ်တွေအတွက်ဒေသခံရခိုင်လူမျိုးတွေကိုအင်အားဓမ္မစစ်သားစုဆောင်မှုတွေပြုလုပ်ခဲ့ပါတယ်။အင်အားဓမ္မစစ်သားစုဆောင်နာတွေရဲ့နောက်ဆက်တွဲမှာတော့ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အေအေကရခိုင်ပြည်နယ်မှာရှိနေတဲ့အင်တာနက်လိုင်းတွေကိုလက်ဝဲကြီးအုပ်ထားခဲ့တာဖြစ်ပါတယ်။အင်တာနက်လိုင်းဆိုတာကတော့ရခိုင်ပြည်နယ်မှာရှိနေတဲ့ MPD တို့ အရီဒူးတို့တယ်လီနော့အတမ်မိုင်းတဲ့စတဲ့လေဒီအော်ပရေတာရဲ့အင်တာနက်လိုင်းတွေကိုဆိုလိုတာမဟုတ်ပါဘူး။ရခိုင်လမ်းနဲ့ကိုင်းသဘောင်အေကအဖရခိုင်နိုင်ငံတော်တူတောင်ပဲဆိုရဲစိတ်ကူးရှင်မှုသာရှိခဲ့ပေမဲ့အခုလက်ရှိထိန်းချုပ်ထားတဲ့မြို့နယ်၁၄မြို့တွင်တာဝါရိုင်းဒီတတိုင်းမှာလဲစောက်လုံနိုင်လည်းမရှိသလိုမြန်မာနိုင်ငံကိုဒီနိုင်ငံခြားအော်ပရေတာတွေလာရောက်ယင်းနှိမ့်နှံ့မှုလဲစမ်းဆောင်နိုင်တဲ့အရေးချင်းမရှိပါဘူး။နိုင်ငံတော်ကစောက်လုံထားတဲ့စာတင်ကြောင်းတွေနိုင်ငံတော်ကတိစောက်ထားတဲ့ဆက်သွယ်ရေးတာဝါရိုင်းတွေကိုအတုံးပြုတ်ပြီးတော့အကြမ်းဖက်သမားတွေက ဒီဒေတာတွေပေါ်မှာတည်ရေပေါ်ကြီးတည်ရေနာစာပြုတ်လုံနေတာဖြစ်ပါတယ်။ဒါပေမဲ့အခုလက်ရှိရခိုင်ပြည်နယ်မှာရှိတဲ့ internet line တွေကိုရခိုင်အကြမ်းဖက်သမားတွေက Starlink တွေကိုအသုံးပြုပြီးတော့ဒေတာရင်းဒေတာခံမိဘပြည်သူတွေရဲ့သုံးစွဲမှုတွေကိုအများကြီးကန့်တက်နေတယ်ဖိနှိပ်နေတယ်။ဒါအပြင်အဖရခိုင်နိုင်ငံတော်ထူထောင်မဲ့ဆိုပြီးတဲ့နောက်စေကူးရင်မှုတွေကိုသိဆောင်ဖျားယောင်းခဲ့ပြီးတဲ့နောက်မြို့နယ်ဆက်လင်းမြို့နယ်ကိုတိုက်ခိုက်သိမ်းပိုက်ထားပေမဲ့စေဝါလိုအပ်ချက်နဲ့ကျမ်းမာရေးဆောင်ရှောက်မှုတွေမှာလည်းမင်္ဂလီမွတ်စလင်တွေကိုသာအနာလုပ်ပြီးတော့ရွာတွေတိစောက်ပေးလိုက်ဆန်အိတ်တွေထောင်ချပြီးတော့လှူဒန်းပေးလိုက်ပြုလုပ်နေပေမဲ့ ဒေသအတွင်းမှာရှိနေတဲ့ဒေသခံရခိုင်လူမျိုးစစ်စစ်တွေကဝဲကြော်တွေဝဲဆွဲပြီးတော့ဝင်းလျှောတာတွေကာလနာတိုက်တာတွေနဲ့ငှက်ဖျားတွေစသဖြင့်ခုအမျိုး66ပါးနဲ့ဒွာလင်နေကြတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါကြောင့်မလို့အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့ရခိုင်လက်နက်ကိုင်သဘောအေအေစစ်ကိုရင်ပြောဆိုမှုတွေကိုဒေသခံရခိုင်တွေကိုယ်တိုင်နားခံလာကြပြီဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့တချို့သောဒေသတွေမှာရခိုင်လက်နက်ကိုင်သဘောအေအေထိန်းချုပ်ထားတဲ့ကြားကပဲအကြမ်းဖက်တွေစုဖွဲ့နေရတယ်ကိုသတင်းတွေပေးပို့ခဲ့ကြပါတယ်။အဲ့ဒီအတွက် မနေ့ကအောက်တိုဘာ30ရက်နေ့မှာရောဒီနေ့အောက်တိုဘာ31ရက်နေ့မှာအကြမ်းဖက်ရခိုင်လက်နက်ကိုင်သဘုံအေအေတွေစုဖွဲ့နေတဲ့နေရာကိုလေကျောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ဒီကျောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာက3နေရာဝန်းကျင်ရှိတယ်လို့ဆိုရမှာပါ။ပုံနာကျွန်းမြို့ထဲမှာဆိုလို့ရှိရင်လည်းတမတော်ရဲ့ခမာရ950တက်စကန်နေရာတွေဒါအပြင်ပုံနာကျွန်းမြို့ရဲ့အလဲမှာရှိနေတဲ့မိသက်စကန်မိသက်ယုံတို့ဒီကျောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။မနေ့ကတော့စာတင်ကျောင်းကိုလေကျောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရခိုင်လက်နက်ကိုင်သဘောအေကပုံနာကျွန်းမြို့ကိုတိုက်ခိုက်သိမ်းပတ်ပြီးတဲ့နောက်မိသက်စခန်းရဲ့နောက်မှာရှိနေတဲ့ပြူဟာကိုအလျားအဖြစ်ပေ350ရှိမယ်အနက်ပေ150ရှိမယ်ခမရ950ရဲ့ပြူဟာစခန်းပေါ်မှာလည်းအထိုင်ချတာတော့ရှိပါတယ်နောက်ထပ်ဆက်လက်ပြီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရမယ့်နေရာတွေရှိပါတယ်လေဒါကတော့ပုံနာကျွန်းမြို့နယ်ထဲမှာရှိနေတဲ့ပုံနာကျွန်းမြို့ရဲ့မြို့တော်ခမဒါအပြင်ကင်းချောင်းတရားရဲ့တစ်ဖက်ချမ်းမှာရှိနေတဲ့ရေဖြူကန်ကဆက်မှုလက်မှုတိုက်ပံကြောင်း နောက်ထပ်ဒီကလဒန်မြင့်နဲ့အဆက်မှာရှိနေတဲ့နေရာတွေမှာရခိုင်လက်နက်ကိုင်တပေါင်း A ကစုဖွဲ့နေပါတယ်။ဒီနေရာတွေကိုဆက်လက်လေရောင်းတိုက်ခိုက်သွားဖို့လိုပါတယ်။ဒီနေရာမှာပို့ပြီးတော့ထူးထူးခြားခြားကရခိုင်လက်နက်ကိုင်တပေါင်း A စုဖွဲ့ပြီးတော့ရွေရှားနေတဲ့နေရာကိုတမလောကလေရောင်းတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့တဲ့သတင်းကိုပို့ပြီးတော့အံ့ဩမိပါတယ်။ဒါကြောင့်လဲဆိုရင်ရခိုင်လက်နက်ကိုင်တပေါင်း A ကသူတို့ရဲ့အဓိကအုပ်ချုပ်ရေးရန်နေရာလူအင်အားလက်နက်အင်အားနဲ့လူအပ်တာတွေကိုဖြည့်ဆည်းပေးနေတာကြောက်တော်ကအဓိက point ဖြစ်ပါတယ်။ ောက်တော်မှာအဓိကလိုအပ်တဲ့အရင်းမြစ်တွေကိုစူးစီးပြီးတော့လိုအပ်တဲ့နေရာတွေကိုပို့တယ်ဖလက်ဝါကိုပို့တယ်တောင်ဘက်မှာရှိနေတဲ့ဒီပုံနာကျွန်းစစ်တွေရသေးတောင်ဘက်တွေကိုပို့တယ်အနောက်ဘက်မှာရှိနေတဲ့ဘူဒီတော်မောင်တော်ကိုလည်းပို့တယ်ဒါ့အပြင်အရှေ့ဘက်မှာရှိနေတဲ့မင်းပြမြောက်ဦးပောက်တော်ဒေသတွေကိုလည်းအရင်းမြစ်တွေကိုဖြန့်ခွဲပြီးပို့နေတာဖြစ်ပါတယ်ဒီထဲကနေမှမြို့တော်စစ်တွေကိုတကြောပြန်တိုက်ပွဲတွေပေါ်ဆောင်နေတဲ့ရခိုင်လက်နက်ကိုင်တပုံအေအေကကြောက်တော်မြို့မှာအင်အားတွေစူးစီးပြီးတော့ပုံနာကျွန်းမြို့ကိုပေးပို့နေတာဖြစ်ပါတယ် ကျောက်တော်နဲ့ပုံနာကျွန်းဆိုတာကအကွာအဝေး38မိုင်39မိုင်အကွာအဝေးရှိပါတယ်။ဒီကြားထဲကရွာတွေကလည်းမြို့ရွာတွေဆိုပေမဲ့ရခိုင်နဲ့နဲ့ကန်တဘုံအေရဲ့စီယုံမှုတွေကြောင့်အဖရခိုင်နိုင်ငံတော်ထူထောင်မှုတွေရဲ့နောက်မှာရခိုင်နဲ့နဲ့ကန်တဘုံအေအေကျွေးကြော်နေတဲ့အရခလန်းစဉ်အရခအစိုးရကိုယုံကြည်ပြီးတော့သွေးဆောင်ဖျားယောင်းခံရပြီးတော့အကျန့်ဖက်အားပေးတွေဖြစ်ခဲ့တာပါ။အဲဒီတွေကျောက်တော်မှာရှိနေတဲ့ကျောက်တော်မျိုးရဲ့အရှိတ်အချမ်းမှာရှိနေတဲ့ဒီသာကခ9နဲ့နေမြေကန်တရင်တက်ဖွဲ့တွေ နောက်ပြီးတော့ကြောက်တောင်မြို့ရဲ့အနောက်တောင်ဘက်မှာရှိနေတဲ့နေမီကန်တရင်တပ်ဖွဲ့တွေကိုတိုက်ခိုက်ရမှာဒေသခံအကြမ်းဖက်သမားအာပေထောက်ခံသူရွာတွေကနေဝင်ရောက်စိတ်ဝင်ပြီးတော့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်ဆိုတော့ဒီကြောက်တောင်နဲ့ပုံနာကျွန်းတစ်လျှောက်ကရွာတွေရခိုင်ရွာတွေမဟုတ်ဘဲနဲ့ပြိုးရွာတွေကလည်းအကြမ်းဖက်အာပေတွေပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ဘန်းနီလာရွာကစာတင်ကြောင်းအနည်းကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကအဓိကအရင်မြစ်တွေကအတက်အလက်အရင်မြစ်တွေကိုဖျက်တောက်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ပြီးခဲ့တဲ့အောက်တိုဘာ20ကျော်တည်းက တောက်တော်မြို့မှာစုဖွဲ့ပြီးတော့ရခိုင်လက်နက်ကန်တော် AA ကပုံနာကျွန်းကိုပို့မယ်ပုံနာကျွန်းကနေတဆင့်စစ်တွေမြို့ပတ်ဝန်းကျင်မှာစစ်ရေးပေါ်ဆောင်မှုအတွက်စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်ဒီထဲကနေမှာတမတော်ကဒီနေ့ဒီကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အောက်တိုဘာ31ရက်နေ့နေ့လယ်12နာရီဝန်းကျင်ပန်းနီလာရွာနီးလေကြောင်းတိုက်ခိုက်မှုကလည်းတကယ်ကိုဖြစ်ရောက်ခဲ့တယ်တိကိတ်တည်ဆုံးမှုလည်းများခဲ့တဲ့အတွက်ရခိုင်လက်နက်ကန်တပုံအီအီနဲ့အာဘေထောက်ခံတဲ့မီဒီယာတွေမှာအော်ဟစ်တန်တွေမျက်ရည်ချူတန်တွေကြေကြေလောင်လောင်ထွက်ပေါ်နေပြီဖြစ်ပါတယ် တကယ်တော့ဒီပန်းဒီလာရွာဆိုတာကပုံနာကျွန်းနဲ့ကြောက်တော်ကြားမှာရှိပါတယ်။ပုံနာကျွန်းကနေတွေ့မယ်ဆိုရင်17မိုင်ကျော်၊ကြောက်တော်ကနေတွေ့မယ်ဆိုလို့ရှိရင်28မိုင်ကျော်အကွာဝေးမှာရှိပါတယ်။ဒီကြောက်တော်ပုံနာကျွန်းဆိုတာကပြီးခဲ့တဲ့2024ခုနှစ်ကတက်မတော်ကနေမြကန်တရင်တက်ဖွဲ့တွေနဲ့မိသားစုဝင်တွေကိုရရက်ဆက်ဆက်တက်ဖြတ်ခဲ့တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။တက်မတော်ရဲ့ရေချင်းသုံးစီးကိုလမ်းဘေးဝဲရမြကန်ဟိုရှေ့ဘက်အနောက်ဘက်ကနေညှက်ပြီးတော့တိုက်ခိုက်ခဲ့တဲ့နာမည်ကြီးအပေါဝရွာနေပူခံရွာလမုတပင် ကြောက်ဖြူစတဲ့ရွာတွေအနီးမှာရှိတဲ့ရွာတစ်ခုလည်းဖြစ်ပါတယ်။ဆိုတော့ကြောက်တော်ဆိုတာနဲ့တမရော်ရဲ့နေမြေကန်တရင်တက်ဖွဲ့နဲ့မိသားစုဝင်ပေါင်း900ကျော်တစ်ထောင်နီးပါးရရက်ဆက်ဆက်တက်ဖြတ်ခံရတဲ့မျိုးတစ်မျိုးလိုလည်းဆိုရမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကိုတမရော်ကအပြည့်အဝပြန်လဲထိန်းချုပ်ပြီးတော့ရခိုင်လက်နက်ကန်တပေါင်းပြည်မျိုးတုံပြောက်ွယ်သွားမယ်ဆိုရင်တော့ကြောက်တော်မှာတက်ဖြတ်ခံရတဲ့တမရော်သားမိသားစုဝင်တွေရဲ့သိဆုံးမှုကမကြည်သေးဘူးဖြစ်ပါတယ်။ဆိုတော့လက်ရှိအခြေအနေနဲ့နှစ်ရက်ဆက်တိုက်တမရော်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာရခိုင်လက်နက်ကန်တပေါင်းပြည်ရဲ့သိဆုံးမှုကတော့ တောက်တော်ဖြစ်စဉ်မှာတည်ဆုံးခဲ့ရတဲ့အပေါ့ဝကျေးရွာနေဘူးခန်ကျေးရွာအဆက်မှာတည်ဆုံးခဲ့ရတဲ့တမတော်သားမိသားစုဝင်တွေရဲ့နေတံမှု၊နာကျင်မှု၊ကြေကွဲမှုတွေရဲ့အခါနာပဲရှိပါတယ်။ဒါပေမဲ့ဒီနေ့ပန်းနီလာရွာနဲ့ပုံနာကျွန်းမြို့တွေမှာရှိနေတဲ့မိသက်ယုံ၊ပြန်ဆက်ယုံတွေရောင်းတိုက်ခိုက်မှုမှာတော့ရခိုင်အကြမ်းဖက်တွေလက်လက်ဆက်ဆက်ရောက်လာတဲ့စစ်သွေးကြွားလေးတွေမိခင်ပြည်သားဖြစ်သွားတဲ့ဆိုတဲ့သတင်းတွေကိုကျွန်တော်ကြားသိရတဲ့အတွက်အင်မတန်အားရဖို့ကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။အကြောင်ဒီရပိုင်တမတော်ရဲ့လေကြောင်းတိုက်ခိုက်မှု ရေတပ်ကတမတော်ရေရဲ့လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ဒရုန်းကကင်းထောက်လက်နက်လက်ဦးမှုရယူတိုက်ခိုက်မှုတွေကဘာကြောင့်လဲလို့တစ်ချက်ပြန်ကြည့်လိုက်ရင်တော့တစ်ဖက်ကမြောက်သုံးကောင်လို့ခေါ်တဲ့ကိုကန်ပလောင်နဲ့ရခိုင်လက်နက်ကန်တပုံအေအေသုံးဘွယ်တွေမှာကိုကန်ကလည်းလက်တလောအပြည့်ရက်ထားတယ်။ပလောင်အကျန်းဖက်ပလောင်တခိုးတွေကလည်းပြီးခဲ့တဲ့ရက်ကမှပုံပုံနေနေအပြည့်ခတ်ရက်စဲရေလက်မှတ်ထိုးထားတာဖြစ်တဲ့အတွက်တမတော်ရေအတိကအားဆိုင်ပြီးတော့ဆောင်ရွက်ရမယ်အကျန်းဖက်တွေကတော့ရခိုင်လက်နက်ကန်တပုံသာရှိပါတော့တယ်။ပလောင်လက်နက်ကန်တပုံနဲ့အပြည့်ခတ်ရက်စဲပြီးတဲ့နောက် အောက်တိုဘာ29 30 31 3ရက်ဆက်တိုက်တပ်မတော်ရဲ့ဂျိုတင်လက်အုပ်မှုရယူနေပြီးရှင်းလင်းမှုတွေကအဓိကကျခဲ့တယ်ထိရောက်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်အော်ဘာ29ရက်နေ့မှာလည်းဒီရသေးတောင်မြို့နယ်တွေကရောင်းရွာကိုတိုက်ခိုက်ခဲ့တယ်။ပေါတော်မြို့ထဲမှာရှိတဲ့တောင်မြို့ရွာကိုတိုက်ခိုက်ခဲ့တယ်။ပုံနာကျွန်းမြို့တွေကစာတင်ကျောင်းတွေမိသက်ယုံတွေနဲ့ဒီခမရ950ထဲမှာစုဖွဲ့နေတဲ့တမ်းတော်ရဲ့စောက်ထားတဲ့အဆောက်အဦတွေထဲမှာနေပြီးတော့သစ်နိုင်ငံတော်နဲ့နိုင်ငံသားတွေပေါ်သစ်စာဖောက်နေတဲ့ရခိုင်တပ်နဲ့ကန်တပုံအေအေစုဖွဲ့နေတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် အတုံယုံဖြစ်ကုန်တယ်လို့သိရပါတယ်။ဒီနေ့လဲထပ်မံတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်တိစိုးမှုကမြင့်တက်လာနိုင်ဖို့ရှိပါတယ်။မနေ့ကလေကြောင်းတိုက်ခိုက်မှုမှာသေသွားတဲ့အကြမ်းဖက်တွေတောင်မှလိုအပ်တဲ့သွေးနဲ့ဆေးလွှားလိုအပ်ချက်ကိုမသိပေးနိုင်သေးတဲ့အချိန်ဒီနေ့တိုက်ခိုက်ခံရတဲ့အတွက်ကြက်ခိုင်လက်နက်ကိုင်သဘောအေးစစ်သွေးကြွလေးတွေဂျုံမကြွနိုင်ဘူးဖြစ်သွားတယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့လဲပြီးတော့လဲပုံနာကျွန်းမြို့မှာရှိနေတဲ့ရခိုင်လက်နက်ကိုင်တပုံ AA နဲ့အပေါင်းပါရီစုဖွဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားဖို့လိုအပ်နေပါသေးတယ် ပြောရမယ်ဆိုရင်ပုံနာကျွန်းမြို့ထဲမှာ ရှိနေတဲ့မြို့တော်ခမ်းမနောက်ထပ်အထက်တန်းကျောင်းဒါအပြင်ကင်းချောင်းအနီးမှာရှိနေတဲ့စက်မှုလက်မှုတိတ်ပံရေဖြူကန်အဲဒီကနေဆက်သွားရင်အမြင့်ကျွန်းကိုတောက်လျှောက်သလိုနှောက်ရက်ပေးနေတဲ့ကွန်းတောင်တိုက်နေကိုပြစ်မှတ်ထားလက်အမှုရယူထိရောက်စွာတိုက်ခိုက်ချင်းမုံသွားဖို့လိုအပ်နေပါသေးတယ်အဲဒါအပြင်ဒီအခုဒီကန်ယိုရန်တစ်လျှောက်ကန်းဆက်တစ်လျှောက်မှာရှိနေတဲ့ရွာတွေကိုလည်းမျက်ချိမပြတ်စောင့်ကြည့်ဖို့လိုပါတယ်ရခိုင်ကျမ်းဖတ်သမားတွေကငါးဖန်းလေတွေပုံစံမျိုးအသွင်ယူပြီးတော့ဖြစ်ပြောင်းမှုတွေစိတ်ဝင်မှုတွေပြုလုပ်နေတာဖြစ်တဲ့အတွက် စစ်တွေမှာရှိနေတဲ့နေမြေကန်တရင်တက်ဖွဲ့တွေနဲ့ဒီကင်းထောက်မှုတွေနေမြေကန်တရင်တက်ဖွဲ့တွေနဲ့ကင်းဖွဲ့တွေကတတိထားပြီးဆောင်ရွက်သွားဖို့လိုပါတယ်။အဲ့တော့တမ်းမော်ရဲ့ထိုးစစ်ကရခိုင်ပြည်နယ်ကိုဥတီလာပြီလားဆိုရင်တော့ဥတီလာပြီလို့ဆိုရမှာဖြစ်ပါတယ်။အဲမှာပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်ကဒီညောင်ကျိုးအုံးရှိပင်လမ်းပိုင်းပေါ်မှာရှိနေတဲ့ကပ္ပစာ16အောင်နီဖြူရိတိုက်ပွဲတွေကတော့အင်မတန်အန္တရာယ်များတယ်လို့ဆိုရမှာဖြစ်ပါတယ်။အင်မတန်လမ်းကြောင်းပေါ်မှာရှိနေတဲ့နေရီကန်တက်စကန်အနီးကအကြမ်းဖက်သမားတွေကတော့ မီတာ9000အနီးကနေဆက်မှန်ဆုတ်ခွာပြီးမီတာ1000ကျော်နီးပါးထိဆုတ်ခွာနေရပြီလို့သိရပါတယ်။ကုတ်ကြီးနဲ့ပစီရွာအပါအဝင်အရှိုချင်းရွာတွေကိုမီးလောင်ပြာချဖို့လိုအပ်နေသေးတယ်ဖြစ်တဲ့အတွက်ဆက်လက်တိုက်ခိုက်သွားဖို့လိုအပ်နေတယ်လို့ AR တိုင်းနဲ့ရခိုင်ပြည်နယ်အစပ်မှာရှိနေတဲ့ကွာငတိုင်းချောင်းလန်ပသိမ်မော်ရွာလန်တကြောကကျန်းဖက်သမားတွေကတော့ပုံဖြတ်ရင်းနဲ့ပဲဟိုနေရာတစုဒီနေရာတစုနဲ့ဆက်လက်တိုက်ပွဲပေါ်ဆောင်နေကြဖြစ်ပါတယ်။ဒါပေမဲ့ တမ်းမတော်ဘက်ကထိုးစစ်ကြီးကရခိုင်ပြည်နယ်ကိုဥတီလာပြီဆိုရင်တော့ရခိုင်ပြည်နယ်တောင်ပိုင်းကတန်တွဲတောင်ကုန်းလောက်ကနေစပြီးရခိုင်ပြည်နယ်တောင်ပိုင်းဒေသကိုဖြည်းဖြည်းချင်းထိုးစစ်ဆင်တိုက်ခိုက်သွားဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့အခုမိုးပွင့်ရာသီမှာတမ်းမတော်ရဲ့ထိုးစစ်ကရခိုင်ပြည်နယ်ကိုဥတီမလားဆိုတဲ့သတင်းကတော့မြန်မာနိုင်ငံသားတွေအားလုံးအကြမ်းဖက်လို့ရက်ကိုစန့်ကျင်တဲ့မြန်မာနိုင်ငံသားစစ်စစ်တွေအားလုံးကမျှော်လင့်နေကြပါတယ်။ ရခိုင်ပြည်နယ်ကိုထိုးစစ်ဆင်မဲ့တမတော်ထိုးစစ်ကြီးကိုမျောနေကြတဲ့မိဘပြည်သူပေါင်းများရခိုင်ပြည်နယ်ကိုထိုးစစ်ဆင်မဲ့တရင်ကိုစောင့်နေကြတဲ့မြန်မာနိုင်ငံသားတွေအများကြီးရှိနေသေးတယ်ဆိုတာကိုလည်းနိုင်ငံတော်အကြီးအကဲတွေနဲ့တမတော်အကြီးအကဲတွေသိစေချင်ပါတယ်။ဘာကြောင့်လဲဆိုရင်အကျန်းဖက်ရခိုင်လက်နက်ကင်တပုံအေကရခိုင်ပြည်နယ်မှာရှိနေတဲ့ဒေသခံနေမြေခံတရင်တပ်ဖွဲ့ဝင်တွေနဲ့မိသားစုတွေကိုရက်ဆက်စွာတပ်ဖြတ်မှုတွေလည်းကျူးလွန်ခဲ့တယ်။ အတင်းအာရမခိုင်းစင်မှုတွေနဲ့ကျူးလွန်ခဲ့ပြီးတော့စစ်တုံးမှန်နေတဲ့ဖန်စီခံရတဲ့တမတော်သားတွေနဲ့မိသားစုဝင်တွေကိုသူတို့ရဲ့အတုံးချခံအစီအကံတွေအနေနဲ့ခိုင်းစီတာတွေဒီပြုလုပ်ခဲ့ပါတယ်။ရခိုင်လက်နက်ကိုင်တပုံအေအေရဲ့ဖန်စီခြင်းကိုခံရပြီးတဲ့စစ်တုံးမှန်တွေနဲ့မိသားစုတွေကရခိုင်လက်နက်ကိုင်တပုံအေအေအတုံးပြုဖို့အတွက်ထင်းခွဲပေးရတာရစ်ခတ်ပေးရတာတွေကနေစပြီးတော့တောက်တုံမရခိုင်းတာတွေအထိပြုလုပ်ပေးခဲ့ရတဲ့အင်မတန်ဆက်စုပ်ရွှန်ရှားပြီးတော့ဒေါသထွက်စရာကောင်းတဲ့အခြေအနေမျိုးတွေလည်းကြားသိရပါတယ်။ ရခိုင်လက်နက်ကိုင်တပုံအေအေနဲ့အပေါင်းပါတွေကရခိုင်ပြည်နယ်မှာရှိနေတဲ့တမ်မတော်တပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်တမ်မတော်နဲ့မိသားစုဝင်တွေတမ်မတော်သားတွေနဲ့မိသားစုဝင်တွေနေထိုင်ရာအိမ်တွေကိုဝင်ရောက်ခိုးယူပြီးတော့အဖိုးတန်ပစ္စည်းတွေနဲ့အဝတ်အစားတွေကအစမဝတ်ဘူးမစားဘူးမကင်ဘူးတဲ့အငတ်ငတ်အပြက်ပြက်လမ်းဘေးသူဖုံးစားတွေပုံစံမျိုးနဲ့တပ်စခန်းတွေကိုသိမ်းပြီးတော့ပျော်ပါးနေခဲ့ကြတဲ့ဆိုတော့တည်င်းတွေကလည်းအင်မတန်ရင်နာစရာကောင်းပြီးတော့ဒေါသထွက်စရာကောင်းလာပါတယ် ရခိုင်ပြည်နယ်ကိုတမတော်ကပြန်လဲထိန်းချုပ်ပြီးရခိုင်အကြမ်းဖက်တွေမျိုးတုံပျောက်ကွယ်သွားတယ်ဆိုရင်တောင်မှရခိုင်ပြည်နယ်မှာမေ့လို့မရတဲ့ဖြစ်စဉ်ကြီးပေါင်းများစွာရှိခဲ့ပါတယ်။ဥပမာအခုကြောက်တော်အပေါဝကတမတော်ကတရင်တက်ဖွဲ့နဲ့မိသားစုတွေအယောက်900ကျော်1000တက်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေဘူဒီတော်မောင်တော်ကြောကနေမြေကန်တရင်တက်ဖွဲ့တွေနေကြားဆောင်တက်တွေနဲ့မိသားစုတွေကိုရရက်ဆက်ဆက်တက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့နောက်ခါခါငါးကနေဆုတ်ခွာကြတဲ့ နေမြေကန်တရင်တက်ဖွဲ့တွေနဲ့ရဲတက်ဖွဲ့ဝင်တွေကိုအနောက်ကနေထက်ချက်မကွာလိုက်လံတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေကအများကြီးရှိပါတယ်။ရခိုင်လက်နက်ကိုင်တပုံအေအေကရခိုင်မြင်းတွေကိုအခြေချခဲ့တဲ့2014ခုနှစ်ကနေအခု2025ခုနှစ်ထိ10နှစ်ကျော်ကာလအတွင်းနေမြေကန်တရင်တက်ဖွဲ့တွေနဲ့မိသားစုဝင်တွေများစွာကိုတွေးချောင်းစီအောင်တပ်ဖြတ်ခဲ့တဲ့စစ်သွေးကြွအကြမ်းဖက်တွေပဲဖြစ်ကြပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်ကိုတပ်မတော်ရဲ့ထိုးစစ်ကြီးတာစတင်ပြီဆိုရင်တော့လက်ကုပ်အော်ပါပေးကြမယ့်နိုင်ငံသားတွေအများကြီးရှိပါတယ်။ ဒါကြောင့်တမတော်ရဲ့ထိုးစစ်ကြီးတော့ရခိုင်ပြည်နယ်ကိုစတင်မယ်ဆိုရင်တန်ရွဲကနေစတင်မလားကြောက်ဖြူကနေစတင်မလားစစ်တွေကနေစတင်မလားဆိုတာကတော့အလုံးနဲ့စိတ်ဝင်စားနေကြပါတယ်ကျွန်တော်တို့လည်းရခိုင်ပြည်နယ်မှာရှိနေတဲ့စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီးမျက်ခြေမပြတ်ဆက်လက်စုံစမ်းနေစေဖြစ်ပြီးတော့ဒေသခံရခိုင်လူမျိုးတွေနဲ့လည်းချိတ်ဆက်နေစေပဲဖြစ်ပါတယ်ဒီကနေ့တမတော်ရဲ့နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေကလည်းဒေသခံရခိုင်လူမျိုးတွေကမရရတဲ့နေရာတွေကနေရအောင်ချိတ်ဆက်ဆက်သွယ်ပြီးတော့တည်င်းပေးခဲ့ကြတယ်ဆိုတဲ့တည်င်းတွေကြားသိရတဲ့အတွက်လည်းအင်မတန်အားရပါတယ် အကျန်းသက်ရခိုင်လက်နက်ကိုင်တပုံကိုဒေသခံတွေနဲ့ပူးပေါင်းပြီးတော့နေမြေကန်တရင်တပ်ဖွဲ့တွေနဲ့တပ်မတော်နဲ့ပူးပေါင်းပြီးတော့မြို့တုံးပျောက်ကွယ်အောင်တိုက်ဖြတ်သွားကြရမှာဖြစ်ပါတယ်။အဖရခိုင်နိုင်ငံတော်တူတော်မယ်ဆိုတဲ့စိတ်ကူးယဉ်မှုဆိုတာကနောက်ွယ်မှာရခိုင်ပြည်နယ်မှာရှိနေတဲ့ဒေသတွေအကျိုးစီးပွားတွေကိုလဝကြီးအုပ်မယ်။နိုင်ငံတော်အစိုးရချင်းဆောင်ရွက်ထားတဲ့စီမံကိန်းတွေပေါ်မှာရှိတဲ့အခွန်အခတွေကိုလဝကြီးအုပ်မယ်။ကလရန်မြစ်ကိုအခွင့်ကောင်းယူပြီးတော့ဒေသခံချင်းလူမျိုးတွေကိုအနိုင်ကျင့်ပြီးပလောဝဒေသကိုထိန်းချုပ်မယ်ဆိုတဲ့ချင်းကပ်မှုပုံစံတွေနဲ့သာစိတ်ကူးယဉ်နေကြတာဖြစ်ပါတယ်။ ါပေမဲ့ရခိုင်လက်နက်ကိုင်တဘောအေကရခိုင်ပြည်နယ်ကမြို့နယ်၁၄မြို့နယ်ကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့ထင်ထားသလိုဖြစ်မလာတာတွေလည်းမြင်တွေ့ရပါတယ်။ဘာကြောင့်လဲဆိုရင် ပလက်ဝါကိုထိန်းချုပ်ပြီးတဲ့နောက်ကလဒန်ဘက်ဆောင်စီမံကိန်းကိုစုံမိုးနိုင်ပြီးတဲ့နောက်အိန္ဒိယအစိုးရနဲ့ထိတွေ့ဆက်ဆံခွင့်ရမယ်လို့လေတမောမွန်နဲ့မျှော်လင့်နေပေမဲ့အိန္ဒိယအစိုးရကလည်းရခိုင်လက်နက်ကိုင်တဘောအေကိုအတိမတ်မပြုဘူးဖြစ်ပါတယ်။ဘူဒီတော်မောင်တော်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုထိန်းချုပ်ထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကရခိုင်လက်နက်ကိုင်သဘောအေအေကိုအတိမတ်ပြုတ်ပြီးတော့နေဆက်ကုံတွေကြီးပြုတ်လို့လို့ရမယ်စုမျှော်လင့်နေပေမဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းရခိုင်လက်နက်ကိုင်သဘောအေအေကိုမိမောင်ကိုမွေးရစေဘွားမှောက်ကိုတင်သွင်းနေတဲ့အကြမ်းဖက်အဖြစ်သာတတ်မှတ်ပြီးဆက်ဆံနေတာဖြစ်တဲ့အတွက်အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့ရခိုင်စစ်သွေးရထွန်းမြတ်နိုင်ရဲ့စစ်ကူရင်မှုကတော့တည်တည်ရည်တုံဖြစ်သွားပြီပဲဖြစ်ပါတယ်။မြို့နယ်ဆက်လင်းမြို့နယ်ကိုသာထိန်းချုပ်ထားနိုင်ပေမဲ့လက်စုပ်လက်ကန်ပြုထားနိုင်သေးတဲ့ဆိုပေမဲ့မြို့တွေရဲ့အနာဂတ်နဲ့မြို့တွေရဲ့ပုံမျိုးတွတ်တဲ့ရေကန္တာ ဆက်လက်ပြီးတော့တာဝန်ယူနိုင် လောက်တဲ့အရေးချင်းမရှိဘူးဖြစ်ပါတယ်။သူတို့ကိုယ်တိုင်ကချင်လက်နက်ကိုင်သဘောင် KIA ရဲ့ဌာနချုပ်လိုင်ဇာမှာသွားရောက်အခြေချပြီးတော့မိုင်းလားကိုသွားလိုက်၊ပန်ဆန်းကိုသွားလိုက်၊တောင်ကူးမြောက်ကိုကိုရင်းနဲ့လည်းနေထိုင်နေရတဲ့အဆင့်ဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်လည်း2019ခုနှစ်ကတိုင်းနိုင်ငံကနေတဆင့်ဒုက္ခသည်အမြင်ခံပြီးတော့စစ်သလန်နိုင်ငံမှာသွားရောက်ခိုးလုံနေရတယ်။အဖအရခိုင်နိုင်ငံတော်တူတော်မွေဆိုတဲ့စစ်ကူးရင်မှုနဲ့တကယ်တမ်းသာအောင်မြင်အောင်ဆောင်ရွက်မယ်လို့ယုံကြည်ချက်ရှိရင်စစ်သလန်ကနေပြန်လာပြီးတော့ဦးတည်တော်မောင်တော်ကနေ အခုရခိုင်လက်နက်ကိုင်တပုံအေထိန်ချုပ်ထားတဲ့အ धिक အရင်မြစ်ဖြစ်တဲ့ကြောက်တော်ဒေသကိုလာရောက်လို့ရပါတယ်။ဒါပေမဲ့အခုအချိန်အထိရခိုင်လက်နက်ကိုင်တပုံအေရဲ့တိုက်ပွဲပေါ်ဆောင်မှုတွေအတင်းအသမစစ်သားစုဆောင်မှုတွေကြောင့်သေဆုံးသွားတဲ့ရင်ကွင်းမဲ့ကလေးတွေရဲ့အနာဂတ်ကိုတောင်မှတာဝန်မယူနိုင်မဲနဲ့စစ်သလန်မှာနေပြီးတော့ဂေါ်ရမီရင်ကွင်းအမိခံရင်အမာကကေတာတွေကိုဆက်လက်မွေးထုတ်ဖို့ကသာဆောင်ရွက်နိုင်တဲ့အခြေချင်းသာမြင်တွေ့ရပါတယ်။ဒါကြောင့်ရခိုင်လက်နက်ကိုင်တပုံအေရဲ့အဖရခိုင်နိုင်ငံတော်ထူထောင်ရေးစိတ်ကူးရင်မူကတော့တဲတဲရေးဆောင်ဖြစ်သွားလိမ့်မယ်။ ဆက်လက်ပြီးတော့တမရော်ရဲ့ထိုးစစ်တွေကလည်းရခိုင်ပြည်နယ်ရဲ့ပင်နေရာတွေကနေစတင်လာမယ်ဆိုတော့လည်းကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းစွာနဲ့စောင့်ကြည့်ရအောင်ပါလို့ဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီနေ့နှစ်ရက်ဆက်တဲ့တမရော်ရဲ့ပုံနာကျွန်းကိုလေရောင်တိုက်ခိုက်မှုကတော့အနှစ်တွေကြီးပဲလို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ရခိုင်လက်နက်ကိုင်တပေါင်း AA အတွက်အင်မဆိုးတစ်ခုဖြစ်လာတော့မယ်ဆိုတဲ့အကြောင်းပြင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်။